ထူမနီအကောက်ပေါ့နော်ကျွန်တော်တို့အသုံးပြုနေတဲ့မိတ်ဆွေတွေကျွန်တော်တို့ထူမနီအကောက်မှာပေါ့နော်ပတ်စံရှောက်ဘက်ရှောက်ဘက်ပေါ့နော်အဲဒီလိုမျိုးပုံစံနေအာဖြတ်ခန့်နေရတဲ့သူတွေရှိရဆိုရင်ဒီဗီဒီယိုလေးကိုကြည့်တော့ပါကျွန်တော်မှလည်းလာမေးတဲ့သူတွေများတယ်အဘာကြောင့်အခုလိုမျိုးဖြတ်တာလဲဆိုတာလေးကိုလည်းကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဖြတ်ခန့်ရပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဗျာထူမနီအကောက်ကနေကျွန်တော်တို့ခွင့်ပြုထားတာကတလားမှာပေါ့နော်ကျွန်တော်တို့ဒီထူမနီတဲ့ကိုငွေဖြည့်တဲ့ပမာဏပေါ့နော်အကျင့်ရည်နဲ့ရှိတယ်ဗျာဥပမာ အဲသူတတ်မှတ်ပေးထားတာအကျိန်20ရှိတယ်ကျိန်20ကိုကျွန်တော်ကျိန်20ပြည့်မှကျက်တော့ဖြည့်လို့ရတယ်ငွေမောက်အနည်းများမရှိဘူးဒါပေမဲ့အကျိန်20ပြည့်ပြီဆိုရင်ကျွန်တော်တို့ကိုဝန်ဆောင်ကစပြီးတော့ဖြတ်ပါတယ်ကျွန်တော်တို့20ကျိန်ရရင်စပြီးတော့တစ်ခါဖြည့်ရတယ်လျှောက်ဘက်လျှောက်ဘက်ဖြတ်မှာဖြစ်ပါတယ်တစ်ကျိန်ဖြည့်ရင်လျှောက်ဘက်ဖြစ်ပါတယ်အကျွန်တော်ဆိုရင်လည်းပြီးခဲ့တဲ့လပေါ့နော်ကျွန်တော်ဘန်နေကနေထူမနီကိုခဏခဏပေါ့နော်200 300 300 400အဲ့လိုမျိုးခဏခဏလုံးလို့သူတို့ဆွဲပြီးတော့ငွေဖြည့်တဲ့ခါကျတော့ကျွန်တော်လည်းဖြတ်ခံရတယ်လျှောက်ဘက်နောက် တချို့ကြောက်ရတယ်ကျွန်တော်စီမံငွေလာဝယ်သူတွေကဒီ711အနေနဲ့ကျွန်တော် too many count တွေကိုတိုက်ရိုက်ငွေထည့်ပေးတယ်အခါကျရင်လည်း711အနေနဲ့ငွေဖြည့်လဲကျွန်တော်စီမဖြတ်ခံရတယ်6ဘတ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကအကြိမ်20ကျော်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တော့ကျွန်တော်ပြောချင်တာကကိုကကိုမှဗန်မရှိဘူးတခြားသူတွေအနေနဲ့ဖြည့်ခံရတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်ကဖြည့်ညာလို့ရှိရင်တော့အာတစ်ခါထည့်ရင်ငွေမောက်မြန်မြန်ထည့်တာပို့အဆင်ပြေတယ်အဲ့တော့တိထားမှာကကျွန်တော်တို့6ဘက်ဖြတ်တဲ့ကြောင်းရင်းကကျွန်တော်တို့ကြိတ်20ထက်ကျော်သွားလို့ဖြစ်ပါတယ်မယုံဘူးဆိုလို့ရှိရင်ကိုယ်တိုင်စစ်ကြည့်လို့ရပါတယ် history ထဲမှာ ကျွန်တော်အခုပြပေးတဲ့ဒီ history ဆွဲနေရမှာသွားပါပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဆွဲကြည့်ပါပေါ့အဲ့ခါကျကျွန်တော်တို့ဒီမှာเนาะအာကိုတလအတွင်းမှာဘန်နီယန်ဖြစ်ဖြစ်အဲ7-11နေဖြစ်ဖြစ်ငွေဖြစ်တာဘယ်နှကြိမ်ရှိပြီလဲကိုရဲ့ကောက်ထဲကိုချိန်နေစေကြော်သွားပြီလားရှက်စစ်ကြည့်မယ်ချိန်နေစေကြော်သွားပြီဆိုရင်เนาะကျွန်တော်ပြောသလိုမျိုးတလအတွင်းချိန်နေစေကြော်ပြီဆိုရင်เนาะအာရှောက်ပတ်ဖြတ်ခံမှာဖြစ်ပါလေကျွန်တော်တို့နောက်လာမတိုင်ခင်ပေါ့နောက်လာပြင်းနေမတိုင်ခင်ဒီဖြတ်ခံမှာဖြစ်ပါတယ် โอเคကျွန်တော်ဆိုရင်တော့နားလိုက်မယ်ထင်ပါတယ်ထူမန်နီကောက်တင်နဲ့ပတ်သက်ပြီးနောက်ထပ်သိရှင်းတဲ့အကြောင်းအရာလေးရှင်းဖြစ်ဖြစ်ဒါမှမဟုတ်ကောက်တင်ဖွင့်ခြင်းဖြစ်ဖြစ်ကျွန်တော်ဆီမှာလည်းပြီးတော့ဆက်သွယ်လို့ရပါတယ် level 2တင်ခြင်းတာဖြစ်ဖြစ်ဒါမှမဟုတ်ကောက်တင်တက်တန်းဆက်ရှင်တာဖြစ်ဖြစ်ပေါ့ဗျာအားလုံးကိုကျွန်တော်စာပေးပေးပါတယ်အားလုံးပဲအဆင်ပြေကြပါစေ